္ဂလာပါဆရာမဒီနေ့သင်ကြားမယ့်သင်ခန်းစာလေးကတော့ Grade 5မြန်မာစာရဲ့သင်ခန်းစာ30เนาะသင်ခန်းစာ30ရဲ့ကောင်းတဲ့လေးကဘာလဲဆိုတော့အဖိုးတန်ဇီဝဆိုးငှက်ကလေးတဲ့အဲ့တော့ဇီဝဆိုးငှက်ကလေးဟာဘာဖြစ်လို့အဖိုးတန်တာလဲကြည့်ကြည့်အောင်เนาะအဲ့တော့အဖိုးတန်ငှက်တက်အဲ့လိုထုတ်လုပ်ပေးတဲ့ဇီဝဆိုးငှက်ကလေးတွေအကြောင်းကိုဖတ်ကြည့်ကြရအောင်တဲ့တို့ငှက်တက်ဆိုတာကဟာလူကြီးပိုင်းဒီမကောင်ဆွေးစားနိုင်လို့ဆိုလို့ရှင်ငှက်တက်တိုက်တယ်လေအဲအဲ့ဒါ နောက်သားလူမျိုးလည်းတောင်းလို့ရတယ်အသက်ကြီးရလူကြတော့ပိုလိုအပ်တာပေါ့နော်အသက်ကြီးရလူကြတော့ချမင်းမစားနိုင်လို့ဆိုရင်အားအင်းလေးမရှိဘူးအဲ့ဒီခါကျရင်ဒီငှက်တိုက်ကိုတောင်းအင်အားလေးအများဆုံးပြန်ပြီးတော့ပြင်နိုင်တယ်နော်အဲ့ဒီတော့အဲ့ဒီငှက်တိုက်ရတဲ့ငှက်ကလေးကဇီဝဆိုးငှက်တဲ့နော်အဲ့ဒီတော့ဒီဇီဝဆိုးငှက်ကလေးတွေဟာတဲ့အတခြားငှက်တွေနဲ့မတူဘဲနဲ့တကယ်ကိုပိုးတန်ပါလေဘာဖြစ်လို့လဲသူကမိခွန်းလေးနဲ့နော်အဲ့တော့ဘာဖြစ်လို့သူတို့ကပိုးတန်လဲဆိုရင်တဲ့အဲ့ဒီဇီဝဆိုးငှက်ကနေပြီးတော့ရှားပါပြီးတော့ ပရိုတင်းဓာတ်လည်းကျွဲသွားတယ်ပြီးရင်အဟာရတွေလည်းများစွာပါဝင်တဲ့အဖိုးတန်ငှက်ပိုက်တွေရရှိလို့ကဲဒါဆိုရင်ရှင်းသွားပြီဇီဝဆုံးကကလေးတွေဟာဘာဖြစ်လို့ထူးခြားကြလဲဖိုးတန်ကလေးเนาะဘာလို့ဖိုးတန်လဲဆိုရင်သူတို့ကနေပြီးတော့ရှားပါတဲ့ပရိုတင်းဓာတ်တွေအဟာရတွေအများကြီးရတယ်ငှက်တိုက်ကိုရရှိလို့ပဲငှက်တိုက်ဆိုသူတို့ရဲ့အတိုက်ပေါ့เนาะဒီငှက်ကလေးတွေရဲ့အတိုက်ကိုငှက်တိုက်လို့ခေါ်တာပေါ့เนาะအဲ့ဒီငှက်တိုက်ကလေးကငါတို့အတွက် ။ဘာကောင်းလဲဆိုရင်ပရိုတင်းဓာတ်တွေကျွဲဝပြီးတော့အာဟာရဓာတ်တွေညာဆိုတော့ပါလို့တဲ့။နော်။ဒီအဆုံးကကလေးနော်။ကကလေးကတော့ဆာလောက်ပဲရှိတာတေးသေးလေးနော်။လုံးသေးလေးရတယ်နော်။လုံးသေးလေးကကောက်ကလေး။နောက်ခြေသေးလေးတွေနဲ့သူတို့ကကြောက်ရံရံလေးကိုကုတ်ပြီးတော့မှအဲ့မှာအတိုက်ဆောက်ကြတာနော်။ဒီလိုမှကုတ်ပြီးတော့နော်ခြေသေးကကုတ်နေတဲ့ခြေသေးခြေချောင်းလေးချောင်းရှိတယ်နော်။ဒါကြောင့်မလို့သူကကြောက်ရံရံလေးကိုကုတ်နိုင်တာ။အဲ့ဒီမှာသူတို့ကတိုက်ဆောက်နော်။ဒါကစီဝဆုံးဖက်ပုံစံလေး တောင်ပန်လေးရတယ်ချုံချုံကလေးအခွီးတူတယ်နော်ဒီပုံလေးကြည့်တာရဆက်ပြီးတော့ပြောရအောင်အဲ့တော့ဇီဝဆုံးငက်ဟာဘလုံးငက်မျိုးဖြစ်တယ်လေနော်သူ့ရဲ့ရာဇဝင်လေးကိုဆက်ကြည့်အောင်အဲ့တော့ဇီဝဆုံးငက်ကတဲ့စိတ်ဥစ္စာလေးလာမယ်ဆိုရင်ဇီဝဆုံးငက်ကသူကပြန်သွားငက်ညုံရတယ်ပြန်လာမယ်ဆိုပြီးတော့ကောင်းငင်မှာပြန်ပြန်နေတဲ့အုပ်စုလိုက်ပြန်နေငက်တိတိလေးလေးပေါ့နော် အဲအဲ့ဒီလိုမဲ့နော်အာဂျန်လောင်းငယ်လို့ခေါ်တာပေါ့အဲ့ဒီဂျန်လောင်းငယ်မျိုးနဲ့ဖြစ်တယ်တဲ့ပြီးရင်သူ့ကိုဘာလို့ခေါ်သေးလဲဆိုရင်နဲ့လေစားငယ်လို့လည်းခေါ်တယ်တဲ့ပြီးလို့ရှိရင်မှတ်တိုင်ငယ်လို့လည်းခေါ်တယ်မိုးဆွေငယ်လို့လည်းခေါ်ပြီးတော့ဒုံးငယ်လို့လည်းခေါ်တယ်တဲ့သူကနာမည်မျိုးမျိုးနဲ့ခေါ်ကြတယ်နော်အဲ့ဒီနာမည်လေးတွေလည်းမှတ်ထားရမယ်နော်လေစားငယ်မှတ်တိုင်ငယ်နောက်တစ်ခါမိုးဆွေငယ်ဒုံးငယ်ဆိုပြီးတော့အဲ့လိုမျိုးခေါ်တယ်တဲ့ မြန်မာနိုင်ငံမှာအရာဝတီဒေသကြီးမှာရှိတဲ့ကျွန်းကြီးတွေရဲ့တနင်္သာရီတိုင်းမှာနော်ဒေသကြီးမှာရှိတဲ့ကျွန်းတွေမှာပြောသူကကျွန်းဆိုတာကပင်လယ်ထဲမှာထွက်ထွက်နေတဲ့အလိုပေါ့နော်တောင်ကုန်းလေးလိုပေါ့မုံမုံလေးဖြစ်နေတဲ့ကျွန်းနော်အဲ့ဒီနေရာမျိုးမှာသူကသွားပြီးတော့အတိုက်လောက်တာနော်အဲ့ဒီနေရာမျိုးဆိုတော့သူကမြန်မာနိုင်ငံမှာတော့နှစ်နေရာပဲတွေ့နိုင်တယ်အရာဝတီဒေသကြီးမှာရှိတဲ့ကျွန်းစုတွေရဲ့နောက်တစ်ခါတနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ကျွန်းစုတွေအဲ့ဒီမှာပဲသူကတိုက်လို့တွေ့နိုင်တယ်တဲ့ နောက်ဒီမဲ့ဆုံးငှက်မှာသူ့ရဲ့ပုံကရံကစာလေးငှက်အရွယ်လောက်ပဲရှိတယ်။ပြီးရင်တဲ့ပုံကရံလည်းပြန်လွှမ်းငှက်နဲ့ဆင်တူတယ်။ကြောဘက်ကသူကအနဲ့ရောင်နော်ကြောဘက်ကအနဲ့ရောင်ဝမ်ပိုက်ကမီးခိုးရောင်ဖြစ်တယ်တဲ့။ဥကောင်းသေးတယ်ပြီးရင်လုံးဝင်းပြီးတော့နှုတ်သီးရလည်းမာရဲ့တဲ့။နော်တောင်မန်လေးကချုံချုံလေးကနပုံလေးမှပြခဲ့တယ်။တောင်မန်လေးကလည်းချုံနေပြန်အမီးတို့တယ်နော်အမီးလေးတို့လို့သူကတောင်မလေးကခြုံပြီးအမီးလေးကတို့တဲ့ခါကျတော့တဲ့သူကပြန်တဲ့ခါမှာ လင်းလွန်ပြင်းမြန်နဲ့နော်ပြန်တမ်းလုံးနဲ့ပြန်တမ်းနိုင်တယ်။ညအဲ့ချိန်မှာပါတနေကုန်ပြန်နေတာလေ။ဒါပါသူကလည်းအဲ့ပြန်နေတဲ့မှာရှိတယ်အဲ့ဒီငါကျွန်းနေစီကိုတွက်သွားပြီးတော့လာအတိုင်လုံးလိုက်ကုလိုက်အစာရှာလိုက်နော်အဲ့လိုမျိုးကုကခတ်နေတဲ့အခါကျတနေကုန်ပြန်တမ်းနိုင်တယ်တဲ့။တိုးပြီးတော့ကောက်တဲ့ခြေသေးများပါတယ်မှာနော်။တိုးပြီးတော့ကောက်တဲ့ခြေသေးလေးနော်အဲ့လိုခြေသေးလေးနေပါတဲ့ခြေချောင်းလေးချောင်းရှိတယ်။အဲ့ဒါကြောင့်မို့လို့လေသူကကြောက်ဆောင်တွေကိုမှကုတ်နိုင်တာတဲ့နော်။ကြောက်ဆောင်စွန့်နိုင်ရန်ဒီမှာခိုင်မြဲစွာ ကုတ်တွေထားနိုင်စွမ်းရှိတာဒီမှာလူကြောက်ဆောင်နေမှာသူသွားပြီးတော့ကုတ်တွေထားနော်နောက်အဲ့ဒီဇီဝဆုံးငှက်ဟာတဲ့ငှက်တိုက်ကိုဘယ်လိုထိလုပ်ကြလဲဆိုတာသူကလေ့လာကြမယ်အဲ့တော့ငှက်တိုက်ကိုသူကဘယ်ချိန်မှလုပ်လဲဆိုရင်တဲ့တပေါင်းတစ်ခုလိုက်အဲ့လိုတပေါင်းတစ်ခုလိုက်ကြာလို့ရှိရင်တဲ့ငှက်ဖို့တွေရတော့ဒါအတိုက်ပေါ့နော်ငှက်ဖို့လေးတွေကသူ့ရဲ့ဒီအာခေါင်ထဲမှာရှိတဲ့အကြည့်ချွဲတွေပေါ့အဲ့ဒီအကြည့်ချွဲတွေသူကအန်ထုတ်တာ เนาะတို့ဒီတို့လက်ဘင်းထဲမှာဟိုချက်ကလေးကြီးရှိတယ်လို့ပေါ့တို့ဒီအန်ထုတ်လိုက်ရင်ချက်ကလေးကြီးဖြတ်တယ်လို့တို့ကလည်းအဲ့လိုပဲပေါ့တို့လက်ဘင်းထဲမှာရှိတဲ့အကြည့်ချွဲတယ်အဲ့ဒါကြီးအန်ထုတ်တာတစ်ခါတည်းအန်ထုတ်လို့တော့မရဘူးပေါ့เนาะငှက်တိုက်ပြအောင်ဆိုတော့အခါခါအန်ထုတ်ရတာတဲ့အဲ့လိုအားစေးရအကြည့်ချွဲတယ်ကိုတို့ကအခါခါအန်ထုတ်ဒီကြောင်နေရင်နေမှာပေါ့နော်အဲ့လိုเนาะကံကမ္မတွေမှာအတိုက်ပြုလို့အန်ထုတ်ရတော့သူကအဲ့ဒီကြောင်ကမ္မကမ္မတွေမှာ နော်နန်းရံနေမှာအတိုက်ပြုတ်လုံးတယ်တဲ့အဲ့ဒီအာဇေးတွေပေါ့နော်သူတို့ကပါဇက်တွေကထွက်လာတဲ့အာဇေးကြည်ချွဲတွေအဲ့ဒါတွေကိုဒီကြောက်တောင်ကြီးနော်မအံထုတ်တာနော်အဲ့တော့အံထုတ်လိုက်တဲ့အာဇေးတွေအဲ့အာဇေးတွေဟာတဲ့ပြင်ပကလေနဲ့လည်းပြုတ်လည်းပြောအဲ့ဒါမာသွားတော့တဲ့နော်ပရမသူတို့ပါဇက်တွေကထွက်တော့ကတော့နော်အကောင်တွေကထွက်တော့ကတော့ပျော့ပျော့လေးပေါ့အဲ့ဒီပျော့ပျော့လေးကသူကပြင်ပလေနဲ့တွေ့လည်းတွေ့တော့မာသွားမာသွားပြီးတော့တဲ့မကြာမီငှက်ကလေးတွေနေတိုင်းမှုသူကခွက်ကလေးတွေလိုဖြစ်သွား เนาะငါတိုက်တာခွက်ကလေးလိုပုံစံမျိုးလေးဖြစ်သွားတာအဲအဲ့ဒီမှာနေတိုင်းမို့တော့ခွက်ပုံစံအတိုက်ငယ်ကြီးဖြစ်လာတယ်ဒီမှာတော့နမူနာလေးတော့ပြထားတယ်เนาะခွက်ကလေးဖြစ်သွားတယ်เนาะဒါငါတိုက်ပေါ်အမှဥလေးလာထုတ်ထားတယ်เนาะဒါကတော့ငါတိုက်နေငှက်တွေအတိုက်လောက်တဲ့နေရာလေးလိုပြထားတာဒါကတော့လူတွေလောက်တာလေเนาะလူတွေကเนาะငါတိုက်ဒီရအောင်လို့ဒါကမွေးမြူဖို့အတွက်လူတွေကသဘာဝပုံစံနဲ့ခံစင်းထားတာလို့ပေါ့เนาะ ဲ့တော့ခုနကတော့ကနော်ငှက်ပိုလေးတွေကတိုက်လို့တယ်အဲ့တိုက်လို့ထားတဲ့အတက်ကလေးတွေထဲမှာတဲ့မှတ်မှလေးတွေကဥပုံကြအဲ့ဥပုံပြီးတော့မှအဲ့ဒီမှာသူကသားပေါက်တယ်အဲ့ဒီမိခင်မျက်မှားကြီးကအဲ့ဒီသားမင်းတွေကနှစ်မလောက်ကြာအောင်ကျွေးကျွေးစုကနော်အဲကျွေးမဆောက်ဆောက်ပြီးတော့မှငှက်ငယ်လေးတွေပြန်နိုင်သွားပြီပေါ့။နော်အရွယ်ရောက်ပြီးပြန်နိုင်သွားမှအဲ့ဒီအတက်ကတော့အဲ့ဒီတက်ကလည်းဆွန့်ပေါက်သွားကြတယ်ပေါ့ကွာ။နော်အဲ့လိုမျိုးဆင်းကြတာတဲ့။အဲ့ဒီလိုငှက်ကလေးတွေဆွန့်ပစ်ထားတဲ့အတက်ကိုလူတွေကဖွာယူဆူလောင်းပြီးတော့မှဟလာဘုဒ္ဓံဖက်တာဖြစ်စားသုံးကြတာ နော်ခုနပြောတဲ့အဲ့တော့ဖက်တိုက်ကိုသူကဖက်လေးတွေပဲရောက်သွားတော့ထားခဲ့တော့တာပေါ့နော်အဲ့လိုထားခဲ့တဲ့ဖက်တိုက်နော်သူတို့ဆုံးဖားသွားတဲ့ဖက်တိုက်အဲ့တော့မှလူတွေကခွာယူစုဆောင်ပြီးတော့မှအဖိုးတန်ဖက်တိုက်ဖြစ်ဆောက်တုံးရတာတဲ့အဲ့တော့ရခင်တော့ကတော့ဖက်တိုက်ရှာဖွေတဲ့လူတွေဟာတဲ့လူသူငနည်းတဲ့ခုနပြောတဲ့ story ပေါ့နော်အဲ့ကင်လေထဲမှာပေါ်နေတဲ့အဲ့ခုနတော့ကျုံးနေပေါ့နော်အဲ့ဒီလိုမျိုးကျောင်းလေးပေါ်မှာရှိတဲ့ကြောက်ဆောင်ကမ်းမားတွေမှာတဲ့ဖက်တိုက်တွေကိုစွန့်စွန့်ချာချာပြည့်ရတာလည်းမလိုဘူးလေ တော့အဲ့လိုဆိုးဆိုးဆာဆာရှာဖွေစူဆောင်းရောင်းချကြတာတော့ဆိုတော့အကြောင်းကဘာနဲ့နေနေလဲမဆဆောက်ကြီးလေလူတက်ကတော့မလွယ်တဲ့နေရာအဲ့လိုနေရာမှာသူကတိုက်တယ်လို့ကြာအဲ့တော့တဲ့အရင်တော့ဆိုရင်ငှက်တိုက်တွေရှာရတဲ့လူတွေကမလွယ်ဘူးတဲ့လူတို့လေးတွေအဲ့ကျွန်းတွေပေါ်မှာရှိတဲ့ကြောက်ဆောင်ကမ်းမတွေကငှက်တိုက်တွေကိုဆွလို့ချာချာနဲ့ရှာဖွေစူဆောင်းပြီးတော့ရောင်းချရတာတဲ့အခုကြာတော့အဲ့လိုမဟုတ်တော့ဘူးတဲ့နော်တနင်္လာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြိမ်မြို့ပုံကျင်းမြို့ကော်တောင်းမြို့အဲ့လိုမြို့တွေမှာတဲ့နော်လူတွေနေတဲ့အိမ်တွေပဲအဲ့ဒီအိမ်ထဲမှာသူကစီးပွားဖြစ်နာမစီးပွားဆုံးဖြတ်ပြီးတော့မွေးကြနော်အဲ့ဘယ်လိုမွေးလဲအဲ့တော့မတိုက်ထုတ်ယူတဲ့လုပ်ငန်းတွေကိုတဲ့သူကပြင်ကျယ်စွာနဲ့လုပ်ကံလာပြီတဲ့အဲ့လိုမွေးတဲ့နေရာမှာသူကကလေးတွေပေါက်ပွားနေထိုင်တဲ့နေရာဒေသပတ်ဝန်းကျင်ကိုသူကပန်းစင်းထားနော်အဲ့လိုပန်းစင်းထားတဲ့ ဒါပေမဲ့လို့ရဲ့ငတ်တိုင်များကိုကြ བྱ ိုင်းနဲ့တဲ့အများပြတော့မထုတ်လို့နိုင်ဘူးเนาะအဲ့တော့ပြန်တော့မယ်ခုနပြောသလိုအရင်တော့ကတော့ဟာလာငတ်တိုင်တွေကိုဖက်ခဲတဲ့လူတွေဒီမှာအိုးပင်လေထဲမှာရှိတဲ့သူကြောက်ဆောင်ကြီးเนาะအဲ့ဒီအပေါ်တွေမှာသူကသွားပြီးတော့အတိုက်လောက်တာဆိုတော့လူတွေတက်ပြီးတော့ယူဖို့ဆိုတာတော့ခက်ခဲတယ်အဲ့တော့ညီတော်ကဆိုအများကြီးမထုတ်လို့နိုင်ဘူးကိုကြတော့ဟာလာဘုတ်ပြင်းလို့ပေါ်တောင်းလို့အဲ့ဒီမျိုးတွေမှာဟိုကိုအိမ်ထဲမှာပဲပေါ့နော်အိမ်ထဲမှာသူတို့ရဲ့ဟာသဘာဝအတိုင်းလေး နော်သူတို့နေထိုင်တဲ့သဘာဝအတိုင်းလေးကိုအဲ့လိုမျိုးဖန်ဆင်းပေးထားတယ်။အဲ့လိုဖန်ဆင်းပေးပြီးတော့အဲ့ဒီကနေပြီးတော့မှပြင်ဆင်တွင်ကျယ်စားနဲ့ဒီမျက်တိုက်တွေထုတ်နိုင်ပြီတဲ့။ဒါပေမဲ့လို့လေနော်ဒီဝဆောင်းမှတ်ကလေးတွေပေါပွားနေထိုင်တဲ့နေရာဒေသကိုပါဝင်ရင်လိုဖန်ဆင်းထားတယ်။အဲ့လိုဖန်ဆင်းထားပေးမယ်လို့လည်းမျက်တိုက်တွေဒီတိုင်းနဲ့ထဲတော့အများကြီးထုတ်လို့မရနိုင်ဘူးတဲ့။ဒါတော့နော်သူတို့ဒီမှာအတိုက်လုပ်နေတာအကြောက်ဆောင်လို့ပေါ့နော်။ဒီနေ့ကမ္ဘာလို့ဆိုတာဖြစ်နေ ို့ဘယ်လိုနေရာမှာကောင်းလဲဆိုရင်တဲ့ခင်းနေရာဖြစ်လဲစားလုံးနိုင်တယ်ပြီးလို့ရှိရင်တဲ့ဆေးဝါးပေါ်ဆက်တဲ့နေရာမှာလည်းငှက်ကိုက်ကိုကောင်းတယ်တဲ့အဲ့တော့မြန်မာနိုင်ငံမှာတော့ငှက်ကိုက်ကိုသဘာဝတည်တော်အတွက်သင်္ကန်းဇာတ်ပစ္စည်းဖြစ်သတ်မှတ်ထားတယ်เนาะအဲ့တော့ဒီလင်းတော့မကဘူးနိုင်ငံသားလည်းလူကြိုက်များတယ်เนาะမြန်မာနိုင်ငံထုံးလုပ်တဲ့ငှက်ကိုက်ကိုနိုင်ငံသားတွေလည်းကြိုက်တဲ့အတွက်နိုင်ငံသားဝင်တွေရရှိတယ်ဈေးဘက်ဝင်ပစ္စည်းလည်းဖြစ်တယ်အဲ့လိုမြန်မာနိုင်ငံထဲမှာလည်းမဟုတ်ဘူး ိုင်ငံသားတိုင်းပြည်တွေကိုလည်းတင်ဖို့ရောက်ချနိုင်တဲ့အတွက်နိုင်ငံသားဝင်တွေရရှိခဲ့တဲ့။ဒါကြောင့်မလို့လဲအဲ့ဒီငှက်တိုက်ကိုထုတ်လုပ်ပေးတဲ့ဇီဝဆုံးကလေးတွေကိုမျိုးပြုံးပြီးသွားဖို့မျိုးမတော့မျိုးတော့အောင်ပေါ့နော်။ဒီကအဲ့မျိုးပြုံးမှုမရှိဖို့အတွက်ကာကွယ်ဆောက်ရှောက်ဝင်းမှုတင်လဲဆိုပြီးတော့မှကြော်ဆိုးပေါ်တောင်းမှာဒါတွေကိုနော်ရှင်းပြထားပါတော့ဒါလေးကိုသိအောင်ပေါ့နော်ဒါလေးတွေအားလုံးရတဲ့ဒါဟာကိုယ်တိုင်နိုင်ငံသားဝင်တွေအများကြီးထောက်လုပ်ပေးနိုင်တဲ့အတွက် တကယ်ပို့တန်လေဒီဘက်သုံးဖက်ကလေးမျိုးတုံးသွားကာဘယ်ဆောက်ဆောင်တာကလို့ဒီတောင်းလေဆိုပြီးတော့မှာဒီတာပေါ်ပြတယ်နော်မိကုန်ကြီးဆက်ပြရအောင်ဟုတ်တယ်အဘမိကုန်များကိုဖြစ်ဆိုပါတဲ့ဒီချိန်မှာနံပါတ်1ကဇီဝဆုံးမဲ့အကြောင်းကိုအောက်မှာဇရားလေးပေးထားတယ်နော်အဲ့ဇရားမှာအမြင့်ချုပ်ဖြစ်ပြပါတဲ့နော်သူက မျိုးနွယ်နဲ့သူ့ကိုဘယ်လိုခေါ်တယ်ဆိုတာရယ်ပြီးရင်ပုံကရန်ရယ်စားဘယ်လိုပုံကရန်ရှိလဲပြောသူ့ကိုဘယ်လိုများဒီမှာတွေ့နိုင်လဲပြီးရင်ဖွက်တိုက်ရဲ့ထူးခြားချက်တွေကဘာလဲဆိုတော့ဇီယားဘွက်ပြီးနဲ့အောင်ဖြစ်ခိုင်းတာပေါ့နော်အဲ့တော့သူ့ရဲ့မျိုးနွယ်နဲ့ခေါ်ဆိုတော့သူ့ရဲ့မျိုးနွယ်ကသူကပြန်လွားမျိုးနွယ်เนาะသူ့ကိုဘယ်လိုခေါ်သေးလဲဆိုရင်လေးစားเนาะလေးစားခဲ့လို့လည်းခေါ်တယ်ဖွက်တိုက်ခဲ့လို့လည်းခေါ်တယ်မိုးဆွေခဲ့လို့လည်းခေါ်တယ်ဒုံးခဲ့လို့လည်းခေါ်ကြတယ်နောက်တစ်ခါ သူ့ရဲ့ပုံစံနဲ့ရွယ်စားတာပုံစံကနော်ပြန်လာငယ်နဲ့စင်တူတယ်ရွယ်စားတော့စာကလေးခွဲလောက်ပဲရှိတယ်နောက်တစ်ခါတွေ့ရှိရတဲ့ဒါဘလိုနေရာမှာတွေ့နိုင်လဲဆိုရင် AR တိုင်းဒေတာကြီးမှာရှိတဲ့ဂျွန်းကြီးတွေရဲ့တနင်္လာရီတိုင်းဒေတာကြီးဘက်မှာရှိတဲ့ဂျွန်းနေနော်အဲ့လိုနေရာမျိုးတွေမှာပြတ်တိုက်ကြိုးတွေ့နိုင်တယ်နောက်တစ်ခါမြတ်တရဲ့ထူးခြားချက်တွေကဘာတွေလဲအဲ့တော့မြတ်တရဲ့ထူးခြားချက်တွေကအဲဒီဇီဝဆုံးဖက်ပေါ်ရတဲ့ တပေါင်းတစ်ခုလိုက်မှာဒါမှသူရဲ့အားပဇေးရဲ့ပေါ့နော်။အားပဇေးကြည့်ချဲရင်ဘာကအန်ထုတ်တယ်။အန်ထုတ်ပြီးတော့အဲဒီဇာတ်သမားနိုင်ငံတွေမှာအတိုက်ပြုလုပ်တယ်။နော်အတိုက်ပြုလုပ်ပြီးတော့အဲဒီဆေးတွေကပြမလီနဲ့ထွေ့ထွေ့ရဲ့အခါကျတော့မာကျောသွားပြီးတော့မကြာခင်ခပ်ပုံကံဖြစ်လာရဲ့။အဲဒီကနေမှာအတိုက်ကလေးတွေဖြစ်လာတာနှစ်တိုက်ကလေးပေါ့နော်။အဲ့လိုမကတည်းကဖြစ်လာတာကသူကထူးခြားချက်ပေါ့။ဒီနေရာတခြားမှတ်တွေနဲ့မတူတဲ့ဒီဒီဝဆုံးမှတ်တွေရဲ့ထူးခြားချက်ပေါ့နော်။ ကဲနံပါတ်2ကကြတော့ဒီဝဆုံးချက်ခါတဲ့ဘာကြောင့်ပြင်းပြန်စွာပြန်တန်းနိုင်တာလဲအဲ့တော့ဒီဝဆုံးကလည်းပြန်တန်းနိုင်ရတဲ့အကြောင်းနှစ်ချက်ရှိတယ်။ဖြစ်ချက်ကကတောင်မန်လေးကခြုံတယ်။နှစ်ချက်ကအမီးတူနော်အဲ့တော့တောင်မန်ခြုံပြီးတော့အမီးတူတဲ့အတွက်ဒီဝဆုံးကပြင်းရပြင်းပြန်စွာပြန်တန်းနိုင်တာပါတဲ့။နောက်နံပါတ်3ဒီဝဆုံးကဟာတဲ့ကြောက်ကားမနိုင်ရလို့ဘာဖြစ်လို့ခိုင်မဲစွာပုတ်ပယ်ထားနိုင်တာလဲတဲ့။အဲ့ဒါလေဒီဝဆုံးကလေးတွေမှာတဲ့တူပြီးတော့ကောက်တယ် ခြေသေးလေးပါတယ်။အဲအဲ့ဒီခြေချောင်း၄ချောင်းရှိ။အဲ့ဒီခြေချောင်း၄ချောင်းကြောင့်သူကကြောက်တမ်းမနိုင်ရင်လို့အဲ့ဒါကိုင်ရဲဆိုတာပုတ်ပယ်ထားမယ်နော်။ဒါကြောင့်စားလိုက်ခြင်းမှလည်းနော်ပါတယ်။အဲ့ဒါလေးကိုဒီထားမှတ်ပြီးဒီနေ့ကိုရေကိုခြေရ။နောက်နံပါတ်၄ကကြတော့ရေဇီဝဆိုးဆဲကိုအဲ့ဒီချောင်း စီးပွားဖြစ်တွေကမွေးမြူလာကြတာလေเนาะဒါဖြစ်လို့လဲဆိုရင်ဒီမဆိုးဘက်ကနေရရှိတဲ့မှတ်တိုက်ပါတဲ့ခင်းလျာဖြစ်လဲစားသုံးနိုင်တယ်ပြီးရင်ဆေးဝါးပေါ်ဆက်တဲ့နေရာမှာလည်းဆေးဖြစ်လဲကောင်းနိုင်တယ်နောက်တစ်ခါမှတ်တိုက်ကိုတဲ့တီတွင်းတာမကဘူးเนาะဒီပါနိုင်ငံသားเนาะနိုင်ငံသားတိုင်းပြည်တွေကလည်းလူကြိုက်များတယ်အဲ့တော့နိုင်ငံသားဝင်တွေရရှိတဲ့အတွက်ကြောင့်เนาะအခုချိန်ကျတော့စီးပွားဖြစ်မွေးမြူလာကြတယ်အဲ့တော့ငါးပါး ယူအဆုံးငယ်ရဲ့အတိုက်ကိုလူတွေကဘာကြောင့်စားသုံးရလဲ။အဲ့တော့ယူအဆုံးငယ်ရဲ့အတိုက်မှာရှားပါပြီးတော့ protein ကနော်ရှားပါတယ် protein တက်တရားကျွဲဝါတယ်။နောက်အာဟာရတက်တွေလည်းများစွာပါဝင်တဲ့အတွက်ကြောင့်လို့လူတွေကစားသုံးရတာ။ဒီနံပါတ်6အဲ့လိုယူအဆုံးငယ်တွေကိုတဲ့မျိုးမပြုံးဖို့အတွက်ဘာဖြစ်လို့ကားပဲစောက်စောက်ဖြစ်လာလဲ။နော်အဲ့ဒါကတော့ဘက်တိုင်းပါเนาะတဘာဝတစ်တော်အတွက်เนาะတယံဇာကပစ္စည်းဖြစ်သူကတတ်မှတ်ထားတဲ့အပြင်တဲ့ เนาะပြည်တွင်းသာမကနိုင်ငံသားမလားနိုင်ငံသားမလည်းဒီကြံများတဲ့အတွက်နိုင်ငံသားဝင်တွေရရှိတယ်။ဒါကြောင့်မလို့နောက်တစ်ခါဆေးဘက်ဝင်ပစ္စည်းလည်းဖြစ်တယ်။အဲ့ဒါကြောင့်မလို့လည်းဒီတော့ဒီလိုဖို့တန်တဲ့ဖက်တိုက်ကိုမျိုးမတုံသွားအောင်တော့ကဘာပဲဆက်ဆက်ဖြစ်လာဒီကတော့ဒါနဲ့တက်ဟာသဘာဝတက်တော့တဲ့ဒီဇာတပစ္စည်းဖြစ်သတ်မှတ်ထားရဲတော့ပြီးရင်တို့ပြည်ဝင်းမှာတော့မကဘူးနော်နိုင်ငံသားတိုင်းပြည်တွေရတယ်တိုင်းပြည်တကယ်တော့နိုင်ငံသားဝင်ရတယ်စေးပတ်ဝင်တဲ့ပစ္စည်းလည်းဖြစ်တဲ့အတွက်ကြောင့် ဟာလာဆက်ပြီးတော့ဒီတော့မသွားအောင်ဒါပဲဆောက်ရှောက်နေတယ်။နောက်လည်းကနေအဲ့လိုဇွဲစုံငှက်လို့ပဲရှားပါးတဲ့ဒိဆန်တွေရှိသေးလားပေါ့။အဲရှိရင်လည်းဒီကောက်ပေါ့ဗျ။အဲ့လိုဇွဲစုံငှက်လို့ရှားပါးတဲ့ဒိဆန်လည်းရှိပါတယ်။အမှပြင်းလေးမှရာဝေးလေးမှလို့ပါလို့ပေါ့နော်။အဲ့တော့အဲဒီရာမျိုးတော့ကာပဲဆောက်ရှောက်နေကြရဲ့။ပြီးလို့ရှိရင်တောင်ကုန်းမြင်းနဲ့ဖက်လို့လည်းခေါ်ရဲ့နော်။ဒီတူးကလည်းခေါ်ရဲ့။အဲ့ဒါလည်းမတဲနိုင်တိုင်းတက်မှာပဲရှိတယ်ခဲ့။နော်။ တောင်ကုန်ရေမဲခဲ့ဒီဘက်ကျော်ဒီဘက်ကလေးအမင်းလေးလို့နော်တောင်ကုန်ရေမဲခဲ့လို့ခေါ်တယ်ကျော်ရတော့ပေါ့ပါလေးနော်တီတူးခဲ့လို့လည်းခေါ်တယ်နော်အဲ့ဒီမျက်ဒီဆိုရင်အခုကရှားပါမျိုးစိတ်ဖြစ်နေတဲ့အတွက်ဒါတွေကိုမျိုးတုံးမသွားအောင်လို့ဆက်ပြီးတော့ခင်ဗျဆောက်ရှောက်နေပါ